အိမ်မှာထမင်းကြော်တွေကြော်စားလို့စမကောင်ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ကြော်တဲ့နီလန်လေးတိုင်းလိုက်ပြီးတော့ကြော်စားကြည့်ပါဦးเนาะကျွန်တော်ကဒီနေရာမှာပဲပြုတ်လေးနဲ့ကြော်ထားပါတယ်ဒီမှာကြက်သွုံလေးနှလုံးပါเนาะခပ်ပပလေးလီးပါမယ်ဒါကတော့သူ့ကိုကြက်သွုံကြော်လောက်ရအတွက်ဖြစ်ပါတယ်ပြီးရင်ကြက်သွုံဖြူနဲ့ဂျင်းကိုအရင်ဆုံးဒီမှာထောင်းပါမယ်မညက်တညက်အနေထားတော့ဒီနေရာမှာထောင်းပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာဘဲဥတစ်လုံးကြော်ပါမယ်เนาะ ထားထည့်ပါမယ်အရသာမုတ်လေးဒီမှာအနေငယ်ထည့်ပြီးအားလုံးဒီမှာဟပ်ဘွားအနေထားလောက်ကြော်တာပေးလိုက်ပါတော့ပြီးလို့ရှိရင်ဆောကျွန်တော်တို့ကြက်သွန်ဒီနှလုံးကိုဒီနေရာမှာကြက်သွန်ကြော်လေးကြော်ပါမယ်ဒီလိုမျိုးနီနီရဲရဲလေးဖြစ်လာတဲ့အချိန်ကြာလို့ရှိရင်ရပါပြီနော်ပြီးရင်အစောကထောင်းထားတဲ့ဂျင်းရဲ့ကြက်သွန်ဖြူရည်ကိုဒီမှာအနည်းငယ်လေးမွေးလာတဲ့အထိပေါ့နော်ကြော်ပေးလိုက်ပါပြီးရင်ဒီမှာကျွန်တော်ပဲစီအပြည့်အမဲပါနော်ထည့်ပါမယ်ကြံညိုလို့လည်းတို့ခေါ်ပါတယ်နော်အဲ့ဒါထည့်ပါမယ်အနံ့လေးကမှွေတဲ့အချိန်ဒီနေရာမှာမီအေးအေးလေးနဲ့ကြော်ပေးလိုက်ပါအနံ့လေးမှွေလာပြီဆိုလို့ရှိရင်ရပါပြီเนาะ ပြီးရင်ထမင်းထဲမှာစားလေးထည့်မယ်အရသာမို့လေအနေငယ်ထည့်မယ်ပြီးလို့ရှိရင်တကြားလေးထည့်ပါမယ်တကြားထည့်ပြီးပြီဆိုရင်အစောကကျွန်တော်တို့ကြော်ထားတဲ့ဒီကြက်သွန်ဖြူနဲ့ဂျင်းလေးကိုဒီမှာထည့်ပေးလိုက်ပါတော့ပြီးလို့ရှိရင်ကျွန်တော်ကမြန်မာနီးအတိုင်းဒီမှာလက်လေးနဲ့ပဲနေလိုက်ပါတယ်လက်အိတ်မတုံးတော့ပါဘူးเนาะလက်အိတ်တုံးနေဆိုလို့ရှိရင်လက်အိတ်ထဲမှာထမင်းတွေကတ်သွားမှာဆိုတဲ့အတွက်ကြပါเนาะပြီးရင်ကျွန်တော်တို့ဒီမှာစီမထည့်ပဲနဲ့အစောကကျွန်တော်တို့ အားလုံးနေတာတဲ့ဒီသမင်းလေးကိုရောပြီးတော့ကြော့ပေးလိုက်ပါနော်ပြီးရင်ကျွန်တော်ဒီမှာပယ်ပြုတ်လေးမှာထည့်ပါမယ်ပယ်ပြုတ်ကြရင်တော့ပယ်ပြုတ်ထည့်ပါနော်ပယ်ပြုတ်နဲ့မှလိုက်ဖက်ပါတယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံရဲ့မနက်ခင်အစားအစာလေးပါနော် ပြီးအစောကကျွန်တော်တို့ကြော်ထားတဲ့ဒီကြက်သွုံကြော်လေးတွေကိုတစ်ခါပြန်ပြီးတော့ထည့်ပေးလိုက်ပါနော်ပြီးလို့ရှိရင်ထမင်းလေးတွေခြောက်သွားတဲ့အထိခက်ချက်ချောက်လေးဖြစ်သွားတဲ့အထိဒီနေရာမှာမီးပူပူလေးနဲ့ကြော်ပေးလိုက်ပါဦးနော် ထမင်းကြော်တွေအများကြီးရှိတဲ့နီလန်လေးအထဲထဲမှာပါကျွန်တော်ကအခုလိုနီလန်လေးတုံးပြတာပါတယ်တကယ်ချင်းတို့ကြိုက်ကြတယ်ဆိုရင်လိုက်ပြီးတော့ကြော်စားကြည့်ကြည့်ကြပါဦးเนาะအရန်ကိုစားလို့ကောင်းတဲ့ထမင်းကြော်လေးဖြစ်ပါတယ်เนาะအားလုံးရလာပြီဆိုရင်ခုဒီမှာအရသာမြည်ကြည့်ပါเนาะလို့တာထပ်ပြီးတော့ထည့်ပေးလိုက်ပါเนาะ ဒီမှာတကယ်လို့ငါ6ကြော်နဲ့လည်းစားလို့ရတယ်လို့ဝတ်တန်ဟင်းအမဲတန်ဟင်းနဲ့လည်းစားရင်စားလို့ရပါတယ်เนาะဒါကတော့ကိုအဆင်ပြေတာနဲ့တွဲစားပါเนาะကျွန်တော်ကတော့မနက်တော့ချက်တာတဲ့ဒီဘဲဥဟင်းလေးနဲ့စားလိုက်ပါတယ်အရန်ကို စားလို့ကောင်းပြီးထမင်းလည်းမိတ်စီပါတယ်เนาะလိုက်ပြီးတော့တကယ်ရင်တို့ကြော်စားကြည့်ကြပါအောင်เนาะဒီရဲ့ဗီဒီယိုလေးကိုသဘောကျပြီးကြိုက်နေတဲ့ရင် like and share လေးလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye